က်ဆန်ထုတ်ဖို့လူခေါ်စရာမလိုတဲ့ခိ EPP လေးကိုဒေါင်းလုဒ်ဆွဲပေးလိုက်ရုံနဲ့ချစ်ချစ်ပက်ဆန်ထုတ်လို့ရတဲ့ခိပက်ဆန်ထုတ်ရမှာဆိုရင်ပေးပန်ကောင်တစ်ခုတို့လူအမ်းမှာဖြစ်ပါလိကျွန်တော်ကိုယ်တိုင်တရားရခိုင်တို့ပက်ဆန်ထုတ်ပြပေးသွားမယ်ဂိလေးတစ်ခုပဲဖြစ်ပါလိပေးပန်ကောင်လေးတို့ကိုစားပေးရယူချင်တဲ့သူတွေဆိုရင်ကျွန်တော်စီမှာပေးပန်ကောင်လေးတွေကိုစားပေးရယူလို့ရမှာဖြစ်ပါလိပက်ဆန်စာနီးပက်ဆန်ထုတ်နီးကိုကျွန်တော်နဲ့အတူဗီဒီယိုလေးကိုလိုက်အဆက်လေးလုပ်ပြီးတော့ကြည်လိုက်ရအောင်ကျွန်တော်အခု ပြောပြပေးမယ်ဒီဂိမ်းလေးကဆိုရင်ပေါ့နော် APP လေးကို download ဆွဲပြီးလိုက်ရုံနဲ့ကျွန်တော်တို့ခဏလေးကြော်ညာလေးကြည့်ပြီးတော့ပေါ့နော်ပတ်စံချစ်ချစ်ထုတ်လို့ရတယ်ဂိမ်းလေးတစ်ခုပဲဖြစ်ပါတယ်ဒီဂိမ်းလေးထဲကနေကျွန်တော်တို့ပတ်စံစာပုံစာနေပတ်စံထုတ်ပုံထုံးဒီလေးကိုကျွန်တော်အသေးစိတ်ပြောပြပေးမယ်ပေါ့နော်ပထမအနေနဲ့ဒီ APP လေးကိုရယူမယ်ဆိုရင်ကျွန်တော်ပေးထားတဲ့လေးကောင်နေတစ်ချေဝင်လိုက်ပေါ့နော်ဒီ Google Play Store မှာဒီ APP နေနဲ့ logo လေးကိုတင်ချကြည့်ပြီးတော့ကိုလူတို့က install လုပ်ပေးလိုက်ပေါ့နော်ဒီ APP လေးကလူလောက်ကခေါ်လို့ မရပါဘူးပေါ့နော်လူခေါ်ချင်တဲ့သူတွေဆိုရင်လာမလူခေါ်စရာမလိုတဲ့ဂိတ်လေးတစ်ခုပဲဖြစ်ပါလိ Okay ဒီဂိတ်လေးတစ်ခုကျွန်တော်တို့ရောက်စီလာပြီဆိုရင်ပထမအနေနဲ့ကျွန်တော်တို့ကသူပေးထားတဲ့ဂိတ်လေးတစ်ခုကျွန်တော်တို့နှိပ်ပြီးတော့ကစားပေးရမှာပေါ့နော်တကယ်လို့ပေါ့နော်သူပေးထားတဲ့ဒီဂိတ်လေးတစ်ခုကျွန်တော်တို့ကမကစားချင်တဲ့သူတွေဆိုရင်ဒါမှကိုလူတို့ကကြော်ညာဗီဒီယိုလေးတွေကြည့်ပြီးတော့ quality လေးတွေစောက်ပြီးလို့ရမှာဖြစ်ပါလိ Okay ကြော်ညာလေးတွေကိုဖလို့ကြည့်လို့ရမှာလေပေါ့နော်ကြော်ညာကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီ passport လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ ဟုတ်ပြီဒီ passport လေးကိုတစ်ချက်နှိပ်ပေးလိုက်ပြီဆိုရင်ဒီညလေးမှာကျွန်တော်တို့က1ကွန်ကောင်းနေပေါ့နော်ကွန်9000ကျော်တိကိုကျွန်တော်တို့ရရှိမယ်လို့သူကပြောထားခြင်းပဲဖြစ်ပါလေโอเคကျွန်တော်တို့ကဒီအောက်ကကလေးဆိုရဲ့နေရာလေးကိုနှိပ်ပေးလိုက်ရုံနဲ့ကိုလူတို့ကကြောင်ညာကြည့်ပြီးတော့ကွန်လေးတွေရရှိလာမယ်ပေါ့နော်ဒီ app လေးရအော်တာခြင်းကဆိုရင်ဒီကြောင်ညာကြည့်တဲ့အခါမှာဆိုရင်ဘူဘေခန့်စရာမလိုဘူးပေါ့နော်လိုက်ကောင်းတဲ့အခါမှာဆိုရင်ကြောင်ညာလေးတွေတိတ်လာမှာဖြစ်ပါလေโอเคဒီမှာကလေးဆိုရဲ့နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကြောင်ညာလေးတွေကြည့်ပြီးတော့ကိုလူတို့အနေနဲ့ ်၊ကွိုင်လေးတွေစောက်ပြီးလို့ရမှာဖြစ်ပါလိမ့်။ကျွန်တော်ကတော့ဒီနေရာလေးမှာကြော်လိုက်မှာဖြစ်ပါလိမ့်။ ဟုတ်ပြီကျွန်တော်တို့ဒီကြော်ညာဗီဒီယိုလေးတွေကြည့်လို့ပြီးသွားတဲ့အခါမှာဆိုရဲပေါ့နော်ကျွန်တော်တို့ရရှိလာမဲ့ क्वा လေးတွေကိုဒီမှာသူကပြပေးထားမှာဖြစ်ပါလေကျွန်တော်မှဆိုရဲ क्वा 936 क्वा ရရှိထားလာပဲဖြစ်ပါလေ क्वा လေးတွေကိုထပ်မံရယူချင်တဲ့သူတွေဆိုရဲဒီအကမော့ဆိုရဲနေရာလေးကိုနှိပ်ပြီးတော့ကြော်ညာလေးတွေကြည့်ပြီးတော့ကိုလူတို့ကထပ်မံ क्वा လေးတွေကိုရယူလို့ရမှာဖြစ်ပါလေဥပမာအနေနဲ့ပြပေးတာမို့လို့ကျွန်တော်ကဒီမှာကလေးဆိုရဲနေရာလေးကိုနှိပ်ပေးလိုက်မှာပေါ့နော်โอเคဒီမှာဆိုရဲလည်းပဲသူပေးထားတဲ့ဂဲလေးတွေကိုကျွန်တော်တို့ကကစားပြီးတော့ क्वा လေးတွေလည်းဆောက်ပေး ို့ရမှာပေါ့နော်ခေကစားလို့ကျွန်တော်တို့အနိုင်ရရှိသွားတဲ့အခါမှာဆိုရဲကြောင်ညာကြည့်ပြီးတော့ဒီထဲကနေကျွန်တော်တို့ကပေါ့နော်ကွိုင်လေးတွေရရှိလာမှာဖြစ်ပါတယ်။ Okay ကျွန်တော်တို့ဒီခေလေးတွေနိုင်သွားတဲ့အခါမှာဆိုရဲဒီမှာကျွန်တော်တို့ကကွိုင်လေးတွေရရှိလာမယ်နှုတ်လေးတွေကိုပြပေးထားမှာဖြစ်ပါတယ်။ Okay ကျွန်တော်ကဒီမှာနေဆွေနေရာလေးကိုနှိပ်ပြီးတော့ဒီကောင်လေးကိုပြန်ထွေးလိုက်မှာပေါ့နော်။ Okay ဒီထဲကနေကျွန်တော်တို့ရရှိလာတဲ့ကွိုင်လေးတွေကိုပတ်ဆက်ပြထုံးမဲ့နေရာလေးကိုတွားမယ်ပေါ့နော်။ဒီမှာအပေါင်းလေးခဏလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်ပါ။ Okay ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရဲဒီနေရာလေးမှာကျွန်တော်တို့ကပတ်ဆက် ထုတ်လို့ရမယ်အကောင့်ကောင်းဆိုရင်ဒီမှာ PayPal နဲ့ဖြစ်ပါလိမ့် Okay ကျွန်တော်တို့ကဒီမှာ new user အနေနဲ့ဒီ Zido Dharma 01ဒေါ်လာကိုပေါင်လို့သူကကြော်ညာဗီဒီယိုလေးတွေခဏလေးကြည့်ပြီးတော့ပတ်စံချစ်ချစ်ထုတ်ခွင့်ပေးမှာဖြစ်ပါလိမ့်ကျွန်တော်ဒီထက်ကနေပေါ့နော် Zido Dharma 01ဒေါ်လာကိုကျွန်တော်ပတ်စံထုတ်ပြပေးတော့မှာဖြစ်ပါလိမ့်ဒါလို့ပေါ့နော်ကျွန်တော်တို့ကမြောင်းမထုတ်ချင်တဲ့သူတွေဆိုရင်လည်းပဲ1ဒေါ်လာ10ဒေါ်လာအစားစီတဲ့ပမာဏလေးတွေကိုကျွန်တော်တို့ရွေးချယ်ပြီးတော့ထုတ်လို့ရမှာဖြစ်ပါလိမ့်ဒီအားမှာဆိုရင်လည်းပဲသူကအခြေကတန်ဘူးနဲ့သူပေးထားတဲ့ပေါ့နော် ့ဒီမှာဆိုကျွန်တော်တို့ကစီတို့ဒါနမစီတို့5ဒေါ်လာထုတ်ယူမယ်ဆိုရေပေါ့နော်တနေ့ကိုသူကနှစ်ကြိမ်ပဲပေးထားမှာဖြစ်ပါလေစီတို့ဒါနမ1ဒေါ်လာထုတ်ယူမယ်ဆိုရေတနေ့ကိုသူက3ကြိမ်ပေးထားမှာဖြစ်ပါလေစီတို့ဒါနမ9က ကျွန်တော်တို့ဒေါ်လာထုတ်ယူမယ်ဆိုရင်ပေါ့နော်တနေ့ကိုသူက9ကျပ်ပေးထားမှာဖြစ်ပါလိမ့်ဒီလိုကျွန်တော်တို့ကရေကတ်တာချင်းနဲ့ကျွန်တော်တို့ဒီအခြေပမာဏကတ်တာချင်းနဲ့ပေါ့နော်ကိုလူတို့ကထုတ်ခွင့်ရရှိမှာပဲဖြစ်ပါလိမ့်ဟုတ်ပြီဒီထက်ကနေကျွန်တော်တို့ပတ်စံထုတ်မယ်ဆိုရင်ပေါ့နော် PayPal account တစ်ခုတော့လိုအပ်မှာဖြစ်သွားကြမယ်လို့ PayPal account လေးတွေကိုစာပြရောက်ယူချင်တဲ့သူတွေဆိုရင်ကျွန်တော်ရဲ့ Telegram channel လေးကိုဆက်သွယ်ပြီးတော့ကိုလူတို့ကရယူလို့ရမှာဖြစ်ပါလိမ့် Okay ဒီထက်ကနေကျွန်တော်ကပတ်စံထုတ်ပြပြီးတော့မှာဖြစ်သွားကြမယ်လို့ဒီကလေးကိုတချင်နှိပ်ပေးလိုက်ပေါ့နော်ဒီဒီနေရာလေးမှာကျွန်တော်တို့ ေးပက်အကောင့်ဖိဒါတဲ့ email တို့မဟုတ် gmail လေးကိုထည့်ပေးရမှာပေါ့နော်ကျွန်တော်ကတော့ဒီမှာပေးပက်အကောင့်ဖိဒါတဲ့ gmail လေးကိုကျွန်တော်တစ်ချက်ထည့်ပေးလိုက်မှာဖြစ်ပါလိမ့်။ Okay ကျွန်တော်တို့ရဲ့ဒီပေးပက်အကောင့်ဖိဒါတဲ့ gmail လေးမှတ်မှတ်တိကျလေးဆက်ဆက်ပေးလိုက်ပေါ့နော်။မှန်ကန်ပြီဆိုရင်ဒီအကောင့် weight loss ရဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့။ Okay ဒီနေရာလေးမှာကျွန်တော်တို့က please confirm you are available ပေါ့နော်။ကျွန်တော်တို့ရဲ့ဒီပေးပက်အကောင့်ဖိဒါတဲ့ gmail လေးမှတ်မှတ်တိကျလေးဆက်ဆက်ပေးလိုက်ပေါ့။မှန်ကန်ပြီဆိုရင်ဒီအကောင့် confirm ရဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့။ဟုတ်ပြီကျွန်တော်တို့ထုတ်ယူချက်ကအောင်မြင်သွားပြီပေါ့နော်။ဒီမှာဆိုရင် successfully ဆို ပြီးတော့ပြောင်းနေပြဖြစ်ပါလေ။ Okay လေးကိုနှိပ်ပြလိုက်ပါကျွန်တော်တို့ထုတ်ယူခဲ့တဲ့ပမာဏလေးကိုပြန်ကြည့်မယ်ဆွေဒီမှာ나ဤပူစာလေးကိုတစ်ချင်နှိပ်ပြလိုက်ပါဒီနေရာလေးမှာပေါ့နော်ကျွန်တော်တို့ထုတ်ယူခဲ့တဲ့ C ဒေါ်တာမ C ဒေါ်1ဒေါ်လာကဆွဲကျွန်တော်တို့ရဲ့ paper ကောက်လေးထက်ကိုအခုချစ်ချစ်ထုတ်အခုချစ်ချစ်ပတ်စံဝယ်နေတော့ကိုမြည်တွေ့ရမှာဖြစ်ပါလေ Okay ကျွန်တော်တို့ရဲ့ paper ကောက်လေးထက်ကိုကျွန်တော်တစ်ချက်ဝယ်ပြမယ်ပေါ့နော် paper ကောက်လေးထက်ကိုဝယ်ပြီးတော့ပတ်စံတရရခိုင်တော့ဝယ်လားမဝယ်လားဆိုတာလေးကိုကျွန်တော်တက်တင်တဲ့တကွာပြပြတော့မှာဖြစ်ပါလေ ဟုတ်ပြီဒီမှာဆွဲကျွန်တော်တို့ဒီလိုဆွဲချလိုက်တဲ့အခါမှာဆွဲဒီမှာကျွန်တော်တို့ထုတ်ယူခဲ့တဲ့စီဒိုတန်မစီဒို1ဒေါ်လာကဆွဲရပေါ့နော်ကျွန်တော်တို့ရဲ့ပေးပတ်အကောင့်လေးထက်ကိုတရားရခိုင်နှုတ်ဝေလာကြကိုမြေတွေ့ရမှာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာဒီလိုတရားရခိုင်နှုတ်ပေးတဲ့ APP တွေနဲ့တူပြန်လဲဆုံတွေ့ကြပါမယ်